အားလုံးပဲမင်္ဂလာပါဒီနေ့တိုင်းရွှေစည်းကတော့အတက်ကြ7ကြိမ်တိတိရှိပြီမဲ့ညနေမှာ200တက်နေစည်းပိတ်သွားပါတယ်ဒီနေ့က20ရက်နေ့3လပိုင်း2020နဲ့5ခုနဲ့ညနေပိုင်းတိုင်းရွှေစည်းက200တက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲစည်းဆိုင်ကရောင်းနေစည်းက4800 400နဲ့မှ90ဆိုင်ကလက်ခံနေစည်းက4800 300နဲ့မှ90လက်ဝယ်ရနိုင်စည်းနှုန်းတွေကဆိုင်ကရောင်းနေစည်းက4900 200နဲ့မှ90ဆိုင်ကလက်ခံနေစည်းက4800 481.5 1နှစ်နဲ့ပေါင်းစည်းရှိပါတယ်။ကမ္ဘာ့ရွှေတောင်းစားကိုဒေါ်လာ3035.53ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမငွေ33.9နှစ်နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.5ခန့်လို့ရှိတဲ့ထိုင်းရွှေအခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက္ခဏာပစ္စည်းထိုင်းရွှေကတပတ်သားကို48650ဈေးနဲ့ပေါင်းစည်းရှိပါတယ်။ဆိုင်းကလက္ခဏာဈေးကတော့ရာခိုင်နှုန်းပြန်ပြပြဆိုင်းက48350ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝတ်ရတဲ့လက္ခဏာတွေကတော့ဘဏ်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ထိရှိနိုင်ပါတယ်။ မိမိဝယ်တဲ့ထဲပေါ်မှာမူပြီးတလို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းတော့ကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့လက်ဝယ်ရဏတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ကိန်းလုံးဖြတ်ပြီးတဲ့ပြင်ကို4400ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်လက်ရှိမှာလဲထိုင်းရွှေဈေးကတက်နေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်ရွှေအခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ရွှေအခဲကိုဝယ်စုထားခြင်းဖြင့်ရွှေဈေးတက်တဲ့အခါမှာမိမိငွေကတိုးပွားလာနိုင်ပါတယ်။ ငွေကိုဒီတိုင်းပဲစုထားမယ်ဆိုလို့ရှိရင်ငွေကတိုးပွားလာမှာမဟုတ်ပါဘူးမိမိတို့အနေနဲ့ထိုင်းရွှေအခဲကိုစိတ်ဝင်စားလို့ဝယ်စုခြင်းနဲ့ဆိုရင်တော့လက်ခစည်းတက်သားတဲ့နေရာကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဒီကောင်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။ထိုင်းရွှေကရပတ်သားကိုလက်ခ200ငါးဘက်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူး။စီနက်ကလင်စီကော့စခွဲမှာရွှေဆိုင်ကနှစ်ထပ်မှာရှိပါတယ်။အားလုံးပဲမင်္ဂလာပါ။